မြန်မာနိုင်ငံမှာရှိတဲ့ဒုက္ခသည်တွေထဲမှာပြည်ရင်းစစ်နဲ့လက်နက်ကင်ပြိပခတွေကြောင့်ဖြစ်လာတဲ့ဒုက္ခသည်ဥယေကအများဆုံးလို့ဆိုပါတယ်ဒီသတင်းကိုဒေါ်လလဝင်းပေးပို့ထားပါတယ်ရှင်ကချင်ပြည်နယ်ရှမ်းပြည်နယ်မြောက်ပိုင်းနယ်ထိုင်းနိုင်ငံအခြေစိုက်နေဆက်ဒုက္ခသည်တွေအပါအဝင်မြန်မာနိုင်ငံမှာပြည်ရင်းစစ်ကြောင့်ဖြစ်တဲ့ဒုက္ခသည်ဥယေ၃သိန်းကျော်ရှိနေပါတယ်။အဲ့တော့ကျွန်တော်တို့ဒီမှာဆေးဘေးဒုက္ခကလေးရှိတယ်။စားဝတ်နေရတဲ့ကြာတဲ့ပြီးဒုက္ခတဲ့လူတွေရှိတယ်။ဒီပေါ်ဆိုအဲ့တော့ဒီနေ့အထိမ့်မှအနေနဲ့ဒုက္ခသည်တွေအထိုင်းတွေရောကင်းလွတ်နိုင်အောင် တော့ဒါမှမဟုတ်ဒုက္ခတဲ့အရေးတွေယောပါသွားအောင်လှုပ်ရှားမှုတရားလှုပ်ဖို့တော့ကျွန်တော်တို့တိုက်တွန်းနေတယ်ကျွန်တော်တို့အဲ့ဒီမှာလှုပ်ရှားမှုမှာလည်းကျွန်တော်ဝင်လုံးမယ်ဒီဒုက္ခတွေတွေအတိမတ်ပြုပြီးတော့လွမြောက်လွမြောက်ကြအောင်ယောနေအောင်ယောနေကြအောင်ဝိုင်းဝန်းဆောင်ရွက်ဖို့ဆန္ဒပြုဖို့တော့ကျွန်တော်ကအားလုံးတိုက်တွန်းရင်ပါတယ် ုက္ခတွေတွေနေရပြန်ရေးမပြန်ရေးဟာသူတို့ကိုယ်တိုင်ရွေးချယ်တာမျိုးပဲဖြစ်တင်ပြီးနေရပြန်ဖို့အတွက်သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့စာဝတ်နေရင်းနဲ့သူတို့ဘဝရည်ရည်ရဲ့အတွက်အာမခံချက်ပေးဖို့လိုအပ်နေတယ်လို့မြန်မာငင်းချင်းစင်တာကပြောပါတယ်။ဘတ်တစ်ကတော့ဒီဒုက္ခတွေတွေပြန်မပြန်ဆိုတာတော့ဒါကဟို voluntary ပေါ့နော်သူတို့သဘောဆန္ဒအလျောက်ပဲဖြစ်တင်နေ။အဲအဲ့တော့ဘရူးမအတင်းချက်တော့သူတို့ပြန်မပြန်သင်ဘူးလို့ကျွန်တော်ထင်တယ်။နောက်တစ်ခုကလည်းဒုက္ခတွေတွေပြန်ပြီဆိုရင်လည်းဒုက္ခတွေတွေပြန်တဲ့အခါမှာသူတို့ စာဝတ်နေရေးသူတို့ဘဝရည်တည်ရှင်သန်ရေးအတွက်တော့အစီအစဉ်တွေလုပ်ပေးတဲ့နယ်လို့ထင်တယ်။ဒီလူတွေပြန်လာမယ်ဆိုရင်သူတို့ရဲ့စာဝတ်နေရေးတွေကျွန်တော်ဘယ်လိုဖြည့်ရှင်းမိမလဲ။အမိသားစုစာဝတ်နေရေးဘယ်လိုဖြည့်ရှင်းမိမလဲ။အဲသူတို့ပညာရေးတွေဆက်နောင်ဘယ်လိုဖြည့်ရှင်းမိမလဲ။ဒါတွေကိုကျွန်တော်တို့သေချာလုပ်ပေးနိုင်မှုအရေးကြီးလိမ့်မယ်လို့တော့ကျွန်တော်ထင်ပါတယ်။လာမယ့်ဇွန်လ20ရက်နေ့ဟာနိုင်ငံတကာဒုက္ခသည်များနေ့ဖြစ်ပါတယ်မြန်မာနိုင်ငံမှာတော့လူမျိုးရေးဘာသာရေးကြောင့်ဖြစ်တဲ့ဒုက္ခသည်ကဒုတိယအများဆုံးနဲ့ တဘာဝဘင်းအန်တဲ့အကြောင်းဖြစ်တဲ့ဒုက္ခတွေကတတရအများဆုံးဖြစ်ပြီးတနိုင်ငံလုံးဒုက္ခတွေစုစုပေါင်း9သိန်းကျော်ရှိနေပါတယ်။ကျွန်မလှလာဝင်ပါ